ကဲကျွန်တော်တို့စင်ကာပူမှာအဲကွန်လုံးသက်10နှစ်ရှိပြီဖြစ်တဲ့အကိုပေါ့နော်အဲအကိုကျွန်တော်အင်တာဗျူးနဲ့လုပ်ပါမယ်အကိုမင်္ဂလာပါမင်္ဂလာပါအကိုဒီမှာလောက်တာဘယ်လောက်ရှိပါ ਈ ကျွန်တော်10နှစ်ရှိပြီပေါ့10နှစ်ရှိတဲ့တက်တန်းဆောင်အကိုဒီမှာဘာခက်ခဲမှုရှိလဲအင်းတော့ခက်ခဲမှုရှိပါဘူးစရောက်ချင်းကတော့နည်းနည်းပါးပါးစကား language ပါညာလောက်ပဲခက်ခဲရှိတယ်ကိုမတက်ရင်လည်းဒီကနေအားလုံးကတင်ယူလက်တွဲပြီးတော့ခေါ်ပေးရအတွက်အရင်အီတော့ခက်ခဲတော့မရှိဘူးအဲ့တော့အကိုကဒီ air con ကားကိုလုတ်တက်လာတာဒါမှမဟုတ်အိမ် air con မှာလုတ်တက်တာကျွန်တော်စရောက်ချင်းကအိမ် air con နဲ့လာတာအကိုအဲ့ဒါ shine shine ရနေနောက်ဒီ interview လေးရပြီးတော့မှပဲ ကားရဲသွားမှာပဲမြဲသွားတယ်အကိုကအင်တာဗျူးရရဆိုတော့အကိုကအေဂျင့်နဲ့လာလာကိုယ့်ဘက်ကိုရှာတယ် ျွန်တော်ဖောက်ကျွန်တော်ရှာရဗျာဒီလိုအလဲအနေနဲ့လာလာပြီးတော့ကြောက်မှာပဲကျွန်တော်အလုပ်ရှာအခုဒီလိုအလဲနဲ့လာပြီးအလုပ်ရှာတဲ့အခါမှာကိုစိုးရင်မှုရှိလားအလုပ်တွေရပါမလားဆိုတော့ညင်းတော့စိုးရင်မှုမရှိဘူးကိုကျွန်တော်တို့ဟိုဘက်ကထွက်လာတာဘာညာအခက်ခဲလောက်ပဲရှိတယ်ခင်ဗျဒီမှာအလုပ်ရှာတာအဲ့လောက်ကြီးတော့အခက်ခဲမရှိဘူးတစ်ခုမဟုတ်တစ်ခုကတော့အဆင်ပြေပါแกก็ลงมาแยกกันตรงอ่ะกูอเลลาပြီးတော့အလုပ်ရှာတာအလုပ်ဘယ်နှခုလောက်အကိုရှာဘူးလဲကျွန်တော်အဲ့အရင်3-4ခုလောက်တော့ interview ရဘူးတယ်အကိုအဲ့ဒါတော့ AI account နဲ့ပတ်သက်တာပေါ့ AI account နဲ့ပတ်သက်ပြီးတော့သူတို့ကတော့ပြန်ပြီး contact လုပ်မယ်ဆိုပြီးတော့မလုပ်ခဲနဲ့နောက်ဆုံးညဒီ company ကချက်ချင်း င်း interview ချက်ချင်းအလုပ်ခံလိုက်တာအဲ့တော့အခုလိုမျိုးအလုပ်ချင်နေတဲ့ညီကိုတွေရှိတယ်ပေါ့နော်မရက်ဖြန်တစ်ပတ်ကလာပြီးတော့အလုပ်လာချမ်းမညီကိုတွေရှိတယ်သူတို့တွေရောအခုဘာကြံနေပြီးချင်းသူကလိုအပ်တာလေးတွေအဓိကတော့စကားပြောပေါ့နော်အဲ့ဒါဒီမှာ communication ကအရင်အရေးကြီးတဲ့အတွက်အဲ့ဒါလေးတော့အဓိကလုပ်လာပါလို့တကယ်လို့အလုပ်ကမတက်ရင်လည်းသူကလက်တွဲပြီးတော့သင်ယူပေးပါတယ် trade ခေါ်ပါတယ်ပေါ့အဲ့တော့ကြာတော့ခုဘက်က communication ကောင်းမှသာဒါရေးရှေးလက်တွဲပြီးတော့လုပ်လို့ရမှာအဆင်ပြေမှာပါလို့ ဒီမှာအများဆုံးကအခုဘာစကားပြောတာအဓိကကတော့အင်္ဂလိပ်ပြောပါတယ်ဗျအဲဒုတိယအနေနဲ့ကတော့တရုတ်လေးပါတက်ရင်တော့ပို့အဆင်ပြေတာအကူကငကိုတည်းကအင်္ဂလိပ်စာတက်တာလားဒါမှမဟုတ်အင်္ဂလိပ်စာတင်တဲ့တက်ပြီးတော့ speaking တက်ပြီးတော့မှဒီလိုမျိုးအလုပ်တွေကို join လို့ရတယ်။တော့ဟိုအကြောင်းကလည်း image နဲ့ပြီးထားဆိုတော့ကျတော့တင်နှမ်းမတက်ဘဲနဲ့ဒီတိုင်းပဲ အဲလာခဲ့လိုက်တာငါတို့အခုစကေးတစ်ခုရှိမိတာပေါ့နော်စကေးမရှိတဲ့ညီကိုတော့ကောအခုဘာကြံကြံပြီးစကေးမရှိတဲ့ညီကိုကြာအဲအဓိကတော့ language ပဲပေါ့ language ကိုပိုင်းပိုင်းနိုင်နိုင်လောက်လာပြီးတော့အလုပ်တွေ့ကြရင်တော့အရင်100%မဖြစ်ရင်တော့40 50လောက်ဆိုရင်အဆင်ပြေပါတယ်အခုလိုအခုအချိန်ပေးပြီးတော့ knowledge share လုပ်ပြတာဟုတ်အာကျွန်တော်ကကျေးဇူးတင်ပါတယ်နော်နောက်မှတွေ့မယ်နောက်မှတွေ့မယ် bye bye SG driver brother group ကနေပြီးတော့ကြိုးတော်ပါတယ်ဗျ